မြန်မာလိုတွေးလိုက်တိုင်းအင်္ဂလိပ်လိုမှန်မှန်ကန်ကန်ရေးတတ်ရှင်နေဆိုရင်ဒါမျိုးသင်ခန်းစာလေးတွေကိုများများကြည့်ပေးပါနော်။အဲဘာသာပြန်ပုံပြန်နည်းလေးတွေပေါ့နော်။ဟုတ်ပြီ။အထာလေးတွေရှိတယ်ဘာသာစကားတွေမှာသူကသူ့အနေနဲ့သူပေါ့နော်။ဒါလေးတွေကိုသိသွားပြီဆိုရင်ဘာသာပြန်ရတာပို့ပြီးတော့မှဟိုစိတ်ဝင်စားဖို့ကောင်းတယ်။ပို့ပြီးတော့မှလည်းမှန်မှန်ကန်ကန်ပြန်နိုင်မယ်ပေါ့နော်။ဟုတ်ပြီ။ကြည့်ကြအောင်။လေ့ကျင့်ခန်းမလုပ်ခင်သူအများအားကြောလျှော့တယ်။ဝါကြနှစ်ပိုင်း။လေ့ကျင့်ခန်းမလုပ်ခင်ကတစ်ပိုင်း လေ့ကျင့်ကမလုပ်ခင်တပိုင်းသူအမြဲတမ်းအကြောလျှော့တယ်တပိုင်းအာနောက်ကပိုင်းအောင်ရင်ရေးအောင်နော်သူဆို he အမြဲတမ်းဆို always he always subject verb အကြောလျှော့သည်ဆိုရင်အင်္ဂလိပ်လို stretch he ရ subject က singular ဖြစ်တဲ့အတွက်ကြောင့်မလို့သူက s e s ထည့်ပြရတယ်နော်အကြောလို့ s t r e t c h e s stretches stretches he always stretches to လေ့ကျင့်ခံမလုပ်ခင်မလုပ်ခင်ဆိုတကူမလုပ်ခင် before before ဆိုတာ conjunction before နဲ့ဆက်တာပေါ့နော် before နောက်က subject verb လိုက်တယ်နော်အဲ့တော့ဒီမှာဘာလာပြန်တော့မြန်မာလိုမှာတော့ तू မပါပဲမလဲအင်္ဂလိပ်လိုကျတော့ तू ထည့်ပြန် before he အမှဒီမှာလဲ subject က he အကြောင်လို့ singular ဖြစ်တဲ့အတွက်ကြောင့်မို့ verb မှာဘာထည့်ပြန် s e s လေ့ကျင့်ခံလုပ်ပြီးဆို exercise e x e r c i s e as exercises. He always stretches before his exercises. To To I'm cause <laughs> I looking a how know do in, သူလေ့ကျင့်အောင်လုပ်ခင်အကျော်လျှော်တယ်အမြဲတမ်းဟုတ်ပြီနောက်တစ်ချောင်းကြည့်ကြအောင်ကစားပွဲမှာပြီးခင်ကတပိုင်းသူတို့ကွင်းထဲကနေထွက်သွားတဲ့ကတပိုင်းအဲဆိုရင်နောက်ကပိုင်းအရင်ရေးမယ်နော် they ထွက်ခွာရဲဆိုရင် leave leave l e a v e leave leave a verb တူอ่ะ l e a v e d left they left the ဘယ်ကနေထွက်တာ ကွင်းထဲကနေထွက်တာ stadium s t a d i u m stadium stadium စတာအကစားကွင်းကိုပြောတာနော် they left the stadium they left the stadium သူကွင်းထဲကနေထွက်သွားခဲ့တယ် before ဒီမှာအတိတ်ကအကြောင်းအရာကိုပြန်ပြီးတော့မှပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ past tense stage ကြီးပဲသုံးပြီးဒီမှာ verb 2ဆိုနောက်ကလည်း verb 2ကစားပွဲဆို before the game the game Fisona and Fabtuzra ended. No, they left the stadium before the game ended. Because I want to be game through. We need to talk it. How we know the chance? Through Yamagong, eh? Naru Lama do it. Where had it? As we know, so we think it's a should. We should buy tickets. We should buy tickets. tickets tickets အလမတွေဝယ်ထားတဲ့နေ before သူတို့ဆိုရောင်းတည်ဆိုရင် sell ရောင်းကုန်သွားတယ်ဆိုရင် sell out ရောင်းကုန်ပြီလို့အဓိပ္ပာယ်ရရင်နော်သူတို့ရောင်းမကုန်ခင်ကတော့လမတ်တွေဝယ်ထားတဲ့နေဆိုရင် we should buy tickets before they sell out အမအဓိပ္ပာယ်မတူ sell ဆိုရောင်းတည် sell out ဒါဆိုရင်ရောင်းကုန်တယ်လို့ထိပ်ပြရနော်မင်းဆုံးဖြတ်ချက်မချခင်ကငါ့ကို ဖုံးဆက်ပါငါ့ကိုဖုံးဆက်ပါဆိုတာခိုင်းတာအမိန်ပေးခိုင်းစီရဝတ်ကြရလေဆိုရင်ဒီ verb ဒီလိုမျိုးပေါ့နော် verb 1နဲ့စာရေးရတယ်ဖုံးဆက်ပါဆို call ငါ့ကိုဆို me call me မချခင်တခုမလုပ်ခင်မတိုင်ခင်ဆိုရင် before before မင်းဆိုတော့ you ဆုံးဖြတ်ချက်ချရလေဆိုရင် အတွဲစကလုံးရှိတယ် collocation ဆိုခေါ်တယ် make a decision လို့ခေါ်တယ်နော် before you make a d e c i s i o n decision before you make a decision call me before you make a decision means ဆုံးဖြတ်ချက်မှချင်ငါ့ကိုခေါ်ပါအဓိကဒီ writing method တက် writing တို့တက်ခြင်းပဲဖြစ်ဖြစ် speaking တို့တက်ခြင်းပဲဖြစ်ဖြစ် thinking english လို့ပြောလို့ရတယ် ကိုမြန်မာလိုတွေးတာတွေကိုအင်္ဂလိပ်လိုဘလို့ပြောမလဲဘလို့ရေးမလဲမှန်မှန်ကန်ကန်ဘလို့ပြောမလဲဘလို့ရေးမလဲဒါကိုအမြဲတမ်းစဉ်းစားနေပြီးတော့မှအမြဲတမ်းလေ့ကျင့်နေဖို့လိုရပါတော့ဒီဒီခွဲကြလေးတွေကိုဘာသာပြန်ကြည့်အောင်နော်မင်းစိတ်မတော့ရင်မင်းတက်တာမှမဟုတ်ဘူးဝကြနှစ်ပိုင်းမင်းစိတ်မတော့လေမင်းစိတ်မတော့လေမင်းတက်တာမှမဟုတ်ဘူးနောက်ကပိုင်းရေးအရင်ရေးအောင်နော်မင်းတက်တာမှမဟုတ်ဘူးဆိုရင် you won't when no ye when no ye hala atu won't you won't get better b e t t e r better you won't get better min tat ta ma ma hoh min ma taw ma yin ma hlin so you and unless is unless unless or if not to do no unless unless you take your medicine M E D I C I N E medicine unless you take your medicine မင်းစေမတောက်ဘူးဆိုရင်မင်းတက်တာမှာမဟုတ် you won't get better မင်းတက်တာမှာမဟုတ်ဟုတ်ပြီနောက်ကြဆက်ကြည့်အောင်နော်မင်းငါနဲ့မလိုက်လေငါမသွားဘူးငါမသွားဘူးဆိုရင်ငါသွားမှာမဟုတ်ဘူးဆိုရင် I won't go I won't go ဒီမှာကတော့ unless နဲ့ရေးဒီတစ်ခါကျ if not နဲ့ရေးကြအောင်နော် အဲမလိုက်လှရင်လှရင်ဆို if ပေါ့ဟလားလိုက်တယ်ဆိုရင် come with အမင်းမလိုက်ဘူးဆိုရင် if you don't if you don't come with me မင်းငါနဲ့မလိုက်ဘူးဆိုရင်အဲ့မှာ if don't က unless နဲ့တူတူပဲအဲ့လိုမျိုး if not နဲ့မရေးချင်ဘူးဆိုရင် i won't go if uh, if if ညမှာ unless ပေါ့နော် unless you come with me ပေါ့နော်အဲ့လိုပြောရအောင် မင်းရေမလောင်းရင်အပင်တွေတည်လိုက်မယ်အဆိုရင်အပင်တွေတည်လိုက်မယ်ဆိုလို့ပြောမှာ the plants the plants will die ဒီအိမ်ဒါ the plants will die အပင်တွေတည်လိုက်မယ်မင်းရေမလောင်းဘူးဆိုရင် if you don't ရေလောင်းလဲဆို water if you don't water ပင်တွေဘယ်သူလောင်းမှာအဲ့အပင်တွေဒီ the plants ကို နာတော့တော့ them ပေါ့ if you don't water them မင်းရေမလောင်းနေအပင်တွေတည်လိုက်မယ် the plants will die if you don't water them ဟုတ်ပြီနောက်တစ်ကြောင်မိုးရွာတာမင်းရလင်ငါအပြင်မသွားဘူးငါအပြင်မသွားဘူးဆိုရင် i won't go out အမှ go out နဲ့ go outside ကမတူဘူးနော် go outside ဆိုရင် indoor area နဲ့ outdoor area လေးကိုထွက်တာ go out ဆိုရင်တော့ သူကအဲအပြင်ကို entertainment တခုခုနဲ့ထွက်တာတကယ်ချင်းနေနဲ့ရှောက်လေတယ်ရှောက်စားတယ်အဲ့လိုမျိုးထွက်တာကို go out လို့ပြောတယ်နော် i won't go out ဆိုငါအပြင်မသွားဘူးအပြင်ရှောက်မလဲဘူးပေါ့အဲ့လိုတိတ်ပဲမျိုးမိုးရွာတာမရက်လင် unless unless နဲ့ရေးမယ်နော် unless မိုးရွာတာရာသီဥတုတွေနဲ့ပတ်သက်တဲ့ဝါကြိုက်ပြောမယ်ဆိုရင် subject ကို it သုံးပေးရတယ်။ subject ကို it သုံးပေးရတယ်။ရက်တယ်ဆိုရင် stop stop ka singular lo s te stops rainy r a i n i n g rainy it stops rainy i won't go out unless it stops raining မိုးရွာတာမရဘူးဆိုရင်ငါပြုံးသွားမင်းလေ့ကျင့်ခန်းပုံမမလုပ်ဘူးဆိုရင်မင်းဝိတ်မကြဘူးအဲ့ဆိုရင်မင်းဝိတ်မကြဘူးဆိုရင်ဘယ်လိုပြောမလဲ you won't lose အဲ့လိုအစီ lose w e i g h t weight you won't lose weight မင်းဝေးကြမှာမဟုတ်ဘူးပုံမှန်မလုပ်လည်မလုပ်လည်လို့ဆို unless unless you လေ့ကျင့်ခံလောက်တယ်ဆို exercise ပေါ့နော် unless you exercise e x e r c i s e exercise regularly r e g u l a r l y regularly you won't lose weight unless you exercise regularly မင်းပုံမှန်လေ့ကျင့်ခံမလုပ်ဘူးဆိုရင်မင်းဝေးကြမှာမဟုတ်ဘူး ဆိုင်နေပါလိမ့်မှာဈေးသွားဝင်ဈေးစစ်တက်အောင်လို့ဒီစကားပြောခေါ်ကြလေးတွေကိုလေ့လာထားမယ်နော်ဟုတ်ပြီပထမဝကြပါလဲဆိုရင် can you give me a better price a better price အတိတ်ပဲက can you give me a better price ဈေးနည်းနည်း short ပေးလို့ရမလားလို့ပြောချင်တာအတိတ်ပဲကတော့ငါ့ကိုဒီထက်ဈေးနည်းနည်း short ပေးလို့ရမလားအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ can you give me a better price please discount sheet de la soin is there any discount no? is there any discount discount sheet de la ba no i will take it if you lower din ma lower so ko verb ani ne no i will take it nga yu me if you lower the price sei shop bin nga yu me a i will take it if you lower the price can you do it for 10 dollars david 10ဒေါ်လာထားပေးလို့ရမလားပေါ့နော်ဒါလေးအတွက်ဒါလေးကို10ဒေါ်လာထားပေးလို့ရမလားအဆိုရင်ဘယ်လိုပြောမလဲကိုက10ဒေါ်လာပဲပါတယ်ပေါ့အဆိုရင် तू ကတော့12ဒေါ်လာလို့ပြောတယ်ကိုက10ဒေါ်လာပဲပါတယ်10ဒေါ်လာဒါလေးကိုထားပေးလို့ရမလား can you do it for 10 dollars အဲ့လိုပြောလို့ရရင်နော်ဒီအသုံးလေးမှတ်ထားမယ်နော် can you do it do it နဲ့တောင်းလိုက်နော် can you do it for 10 dollars မင်းဘယ်လောက်ထိ shop ပေးနိုင်မလဲမင်းဘယ်လောက်ထိပေးနိုင်မလဲအဲ့ဆိုရင်ဘယ်လိုပြောလဲ what's your best offer what's your best offer ဘလောက်ထိ short ပေးနိုင်မလဲအနည်းဆုံးဘလောက်ထိ short ပေးနိုင်မလဲအဲ့တော့ဒါရိုက်ဘာသာပြန်လို့မရအောင်နော်ဒီလိုဝတ်ကြရကြတော့နော်ဒီလိုနားလည်ထားရမယ် what's your best offer အနည်းဆုံးဘလောက်ထိ short ပေးနိုင်မလဲ i'm on a tight budget ဒီအသုံးလေးကိုမှတ်ထားမယ် i'm on a tight budget ကိုယ့်ရဲ့ပတ်စံကကန့်အကန့်တန့်နဲ့ပဲရှိတယ်အဲ့ဒီအဲ့ဒီကဒါလေးဝယ်ဖို့သုံးဖို့အတွက် ဟလာပတ်စံအများကြီးမရှိဘူးဘတ်ဂျက်က limit နဲ့ပဲရှိတယ်အကန့်အသတ်နဲ့ပဲရှိတယ်အဲ့လိုမျိုးအဓိပ္ပာယ်မျိုး I'm on a tight budget လို့ပြောရနော်ငါဒါတွေအတွက်ဝယ်စရာဒါတွေအတွက်သုံးဖို့ပတ်စံအလောက်အများကြီးမရှိဘူးအဲ့လိုမျိုးကို ပြောချင်တာ I'm on a tight budget that's more than i expected more than i expected i expected ငါမျော်မျော်လင့်ထားတာထက်ကိုငါမျော်မှန်းထားတာထက်ကို ပိုးနေတယ်လို့ပြောချင်တာ that's more than I expected. That's out of my budget. ငါတက်နိုင်တဲ့ budget ထက်ပိုသွားပြီပေါ့ဒါအဲ့လိုပြောတော့ That's out of my budget. Is that your final price? The question mark နေနော် Is that your final price? ဒါမင်းရဲ့နောက်ဆုံးဈေးလား Is that your final price? ဟာဘီအပေါ်ကဟာလေအကုန်လုံးကဒါဈေးဝယ်တဲ့သူကမေးရမယ့်စာချောင်းတွေပေါ့နော်အပေါ်ကစာချောင်းတွေအကုန်လုံးက is that your final price ဒီ can you give me a better price ကနေဒီ is that your final price ဒါဈေးဝယ်မြင်အောက်ကနှစ်ကြောင်းကတော့ဒါဈေးတဲ့ဈေးတဲ့ကပြန်ပြောမှာ sorry the price is fixed the price is fixed sorry စိတ်မကောင်းပါဘူးကောနော်ဈေးနှုန်းကတတ်မှတ်ထားပြီးသား no bargaining ဈေးစစ်လို့မရအောင်ဈေးစစ်လို့မရအောင်ဆိုလို့ရအောင် no no p a r g a i n i n g bargaining no bargaining sorry no bargaining sisil umiao no discounts please discount me shoe show them shoe ဒါတော့ဈေးတွေပြောမယ်ဟောကြပါเนาะဟုတ်ပြီပို့ပြီးတော့မှမှတ်မိတော့နောက်တစ်ခါတော့အတူတူဆိုကြအောင်เนาะ can you give me a better price is there any discount i would take it if you lower the price can you do it for 10 dollars What's your best offer? I'm on a tight budget. That's more than I expected. That's out of my budget. Is that your final price? Sorry, the price is fixed. No discounts, please. No bargaining. And now I'm moving on. The video let you see the income of my yes, Lumanga. You are not in the lava. That's everything switching. Bye bye.